ဝိုင်းပြီးရက်ကားပေါ်မှာဖုန်းကပိုင်းနိုင်ခံရတဲ့လူငယ်လေးကိုဝိုင်းပြီးတော့ရိုင်းနှက်တဲ့သတင်းလေးဖြစ်ပါရှင့်သူ့ရဲ့ဖုန်းကပိုင်းနိုင်ကနှိုက်ခဲ့တဲ့အတွက်သူကဒီကပိုင်းနိုင်တွေနဲ့စကားများရန်ဖြစ်ခဲ့ပါတယ်ကောင်းအောင်မှရန်ဖြစ်ခဲ့တာပေါ့နော်အဲ့လိုရန်ဖြစ်တဲ့ကလေးဟာဆိုရင်အသက်16နှစ်သာရှိတယ်လို့သိရပါတယ်ရှင့်တော့အုပ်စုဖွဲ့ရိုင်းနှက်သွားပါတယ်ရှင့်မနေ့ဖြစ်ပြီးအချိန်ကြုံရတာပေါ့နော်ဒီနေ့ဆိုသူတက်လာတယ်တက်လာပြီးအဲ့ကောင်ကလေးနောက်မှာသွားလှုပ်တာသူကလွဲတလုံးနဲ့ဒီလိုလိုက်ထောက်တာပေါ့မင်းကားတွေကိုကားပေါ်မှာဆက်ကျင်ရောက်တာ အားလုံးပဲမင်္ဂလာပါမိုးရဲ့ channel လေးကိုကြိုဆိုလိုက်ပါတယ်မိုးတီနဲ့တက်ဆက်ပေးခြင်းတဲ့ view လေးတော့အရင်ကမှအရေးကြီးတဲ့သတင်းလေးတစ်ပုဒ်ကိုမျှဝေတက်ဆက်ပေးမှာပဲဖြစ်ပါတယ် video ရဲမှာဆိုလို့ရှိရင်တော့ဒီရန်ကုန်မှာ YPSC line အသက်16နှစ်ရွယ်အမျိုးသားတဦးကပိုင်းနဲ့အုပ်စုကကပိုင်းနဲ့လိုက်တယ်ပေါ့နော်ဒီ16နှစ်ရွယ်ကောင်လေးကလည်းဒီကပိုင်းနဲ့တာတည်သွားတဲ့အချိန်မှာပြဿနာတက်ကြရပေါ့နော်ဒါပေမဲ့ကပိုင်းနဲ့အုပ်စုကဒီအမျိုးသားဆင်းသွားတဲ့အချိန်မှာနောက်ကရင်လိုက်သွားပြီးတော့ဒီတုတ်တင်နဲ့ဝိုင်းရကြရပေါ့နော်အခုဆိုလို့ရှိရင်တော့ဒီအမျိုးသားကတတိလုံးဝမရသေးဘူးပေါ့နော် video ရဲမှာဆိုလို့ရှိရင်တော့အပြည့်စုံပါတယ်ပေါ့နော်ကပိုင်းနဲ့ တွေအရောက်မှာတောင်းရနေပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အပြည့်စုံရှင်းပြထားပါတယ်ဗီဒီယိုလေးကိုစုံထိလက်ပတ်ကြည့်ရှုပေးဖို့ပြီကပိုင်းရှိချိတံမျိုးရဲ့လက်ဗဟုတရသင်ငန်းစာရမယ်ဗီဒီယိုလေးတစ်ပုဒ်ကိုပြန်လည်ညှောက်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်မိဘဗီဒီယိုများရှင်ကျွန်မတို့တင်ဆက်ပေးမယ့်သတင်းလေးကတော့ရန်ကုန်မြို့မှာနေထိုင်ပြီးတော့ YPS ကားကိုစီးကနေစဉ်နေတဲ့ရုံးတက်နေရတဲ့မိဘဗီဒီယိုများအတွက်သာဖြစ်ပါတယ်ရှင့်မနေ့ဒီနေ့မှာကျွန်မတင်ရတဲ့ပုံတွေ့ရပါတယ်။ WiFi ကားပေါ်မှာဖုန်းကပိုင်းနိုင်ခံရတဲ့လူငယ်လေးကိုဝိုင်းပြီးတော့ရိုက်နှက်တဲ့တင်ရင်းလေးဖြစ်ပါရှင်။တင်ရင်းပြည့်စုံလို့ကျွန်မဖတ်ပြပါမယ်။ ယနေ့မနက်ပိုင်းအဆိုရင်ရန်ကုန်မြို့နယ်ပေါ်မှာရှိတဲ့ YBS ကားပေါ်မှာဖုန်းအနိုင်ခံရတဲ့လူငယ်လူရှိခဲ့ပါတယ်ရှင့်သူအဆိုရင်သူ့ရဲ့ဖုန်းကပိုင်းနိုင်ကနှိုက်ခဲ့တဲ့အတွက်သူကဒီကပိုင်းနိုင်တွေနဲ့စကားများရန်ဖြစ်ခဲ့ပါတယ်ကောင်းအောင်မှရန်ဖြစ်ခဲ့တာပေါ့နော်အဲ့လိုရန်ဖြစ်တဲ့ကလေးဟာဆိုရင်အသက်16နှစ်သာရှိတယ်လို့သိရပါတယ်ရှင့်အဲ့ဒီလူငယ်လေးကဆိုရင်ကပိုင်းနိုင်နဲ့ရန်ဖြစ်တဲ့အခါမှာကပိုင်းနိုင်ကအဖွဲလိုက်ကြီးဖြစ်နေပါတယ်။ပြီးတော့သူ့ကိုကားပေါ်နေတွန်းချပြီးတော့အုပ်စုဖွဲ့ရိုက်နှက်သွားပါတယ်ရှင့်။ အဲ့ဒီဖြစ်စဉ်အရဆိုရင်အလုံးမျိုးနဲ့ပန်းတင်ကြီးလမ်းနေပြီးတော့တာကေတာဆောက်လို့ရမှတ်တိုင်းအထိပြေးဆွဲတဲ့ YBS က89ပုံမှာဖြစ်ခဲ့တာဖြစ်ပါရဲ့ရှင်။ဒီလိုမျိုးဖြစ်ပြီးရခါမှာဆိုရင်လူငယ်လေးကိုရိုက်နှက်ခဲ့တဲ့ခါမှာလူငယ်လေးဟာမိမျောသွားခဲ့ပါရဲ့ရှင်။ဒါကြောင့်ရက်ကတူဤကသားတွေကနေပြီးတော့ကျမ်းမာရေးအရေးပေါ်ကုသမှုတွေပြုလုပ်ခဲ့ရပြီးတော့ရန်ကုန်စေယုံကြီးကိုလည်းအမြန်ပို့ဆောင်ခဲ့ရပါရဲ့ရှင်။ဒီဖြစ်စဉ်အရဆိုရင်ဒီနေ့နေ့လယ်လောက်မှာဖြစ်သွားခဲ့တာပါရှင်။ဒါပေမဲ့ရေတပတ်ဝင်နေထုတ်ပြန်ချက်ကိုတော့ကျွန်တော်တို့မတွေ့ရသေးပါဘူးရှင်။ဒါအမှုတစ်ခုဖြစ်သွားပြီဖြစ်တဲ့အတွက်ရေတပတ်ဝင်နေကတော့ ကမိုင်းလိုက်တွေကိုရင်းယူနိုင်ဖို့အတွက်စူးစမ်းမယ်လို့ကျွန်မယုံကြည်ပါတယ်ရှင့်ကျမအနေနဲ့အခုသတင်းသုံးသပ်ချက်လေးနဲ့ပြောပြချင်တာကတော့ရန်ကုန်မြို့မှာအခုအရန်ကိုတခိုးတမျှနေနဲ့ကပိုင်းလိုက်တွေတောင်းကျနေပါရှင့်သူဆိုရင်လေတလား WB ကကားပေါ်မှာကပိုင်းလိုက်ခံရတာမှမပြောရဲဘူးဘာကြောင့်လဲဆိုတော့ကိုယ့်ကိုသူကကြည့်နေကြတာအဖွဲလိုက်ကြည့်ရင်တခုခုဆိုသူက breaker နဲ့ပါးတွေချစ်သွားတဲ့ကိစ္စနဲ့ဒီရေဆက်လုံးဆောင်နေရှင့်အဲ့လိုမျိုးတွေပေါ့နော်တချို့ဆိုရင် wire ရိုက်တာပေါ့အခုဆိုဒီကလေးက wire ရိုက်ခံရတယ်မိလဲသွားတယ်ပေါ့နော်ဒါဥကောင်ပြင်းထန်စွာထိခိုက်သွားတယ်ရှင့်တချို့ဆိုဓာတ်နဲ့ပါဖိုးသွားတာ မြေဆက်ဆက်လုပ်တယ်လုပ်ကြတာရှင့်ဒီတော့ကျမတို့ကအရင်စစ်တော့အမြင့်ပေါ်ဆိုလို့ဒီလိုမျိုးစိုးသွားတဲ့လူငယ်တွေဘယ်ရရောက်လာတာလဲဆိုရင်ကျမတို့နိုင်ငံရဲ့စီးပွားရေးမပြေလည်မှုကနေပဲရောက်လာခဲ့တာဖြစ်ပါတယ်ရှင့်စီးပွားရေးမပြေလည်မှုဥပဒေကကျော်ရဲနေမှုတွေကြောင့်ဒီလိုလူငယ်တွေအများကြီးထွက်ပေါ်လာတာဖြစ်ပါရှင့်ပြောရမယ်ဆိုတော့ခိုးဆိုးလူနိုင်လူငယ်တွေဖြစ်ပါရှင့် ကျမအနေနဲ့ဒီနေရာမှာကျမအတွေ့အကြုံလေးတစ်ခုထည့်သွင်းပြောပြချင်ပါတယ်။ဒီပြောမှာကျမတစ်ခါကျရင်အဲ့လိုမျိုးရက်ကွက်လေးတွေမှာရှောက်သွားရင်မဟုတ်ဝယ်စားရပေါ့နော်။ဒီကြာကျမဒုထိုးဆိုင်တစ်ခုရောက်သွားတဲ့ခါကျတော့ကျမဒုထိုးဆိုင်ရပေါ့ရှင်စားလဲစားအောင်ကလေးတစ်ယောက်ကပတ်စံလာတောင်းတယ်။ပတ်စံလာတောင်းတော့ကျမကလေးရဲ့ပတ်စံတောင်းပတ်စံမပေးဘူးရှင်။ပတ်စံမပေးဘူးကျမမိုးပဲဝယ်ကြွေးရယ်။ဘာကြောင့်လဲဆိုတော့ဒီလိုပတ်စံတောင်းနေဆိုတာအနောက်မှာကသူဂိုင်းရှိတတ်တယ်။ဂိုင်းရှိရှိမရှိမိဘတွေကတောင်းလိုက်တာ။ဒါကြောင့်ဒီကလေးတွေကပတ်စံဟိုပေါ့နော်အလွယ်တကူတောင်းလို့ရနေရယ်ဆိုတော့သူကခိုင်းစားနေမှာပဲလေ။ လွယ်တကူတောင်းလို့မရရင်မခိုင်းစားတော့ဘောနော်ကျွန်မအဲ့လိုမျိုးတွက်ချက်တဲ့အတွက်ကျွန်မပတ်စံတောင်းဘာတော့မှမသိကလေးတွေလေမုတ်ပဲဝယ်ကျွေးလိုက်တယ်နေမုတ်စားမှလာမုတ်စားမယ်ဆိုငါဝယ်ကျွေးမယ်ဆိုစားချင်တယ်မဝယ်ကျွေးလိုက်တယ်သူတို့လည်းဘိုက်ပြီတော့ပျော်သွားတယ်ဘောနော်အဲ့လိုမျိုးဝတ်ချက်ကျွန်မဒါသူတို့ကိုကုညီဆောက်ရှောက်နေတဲ့အပိုင်းလေးကနေကုညီဆောက်ရှောက်ပေးလိုက်တာဘောနော်ပတ်စံတော့မပေးဘူးရှင်ဒီတော့ကျွန်မအဲ့တော့ကလေးတက်ကလာပြောတော့သူ့မုတ်ကျွေးလိုက်တယ်ဘောနော်မုတ်ကျွေးပဲကျွန်မတို့ထိုးဆိုင်နေကြည်ရပါရှင့်အဲ့လိုဒီကလေးကအဲ့လိုမိဘမရှိလို့လားဘောနော်ပတ်စံလိုက်တောင်းနေဆိုမဟုတ်ဘူးတဲ့မိဘရှိရဲ့တဲ့ မိဘအရန်စင်ရဲတယ်ပေါ့နော်ဟိုဈေးအောင်တာတဲ့အဲ့တော့ကလေးကမုံစားကျင်တော့လူကပတ်စံလိုက်တောင်းပြီးတော့ရက်ကွက်ထဲမှာတွေ့ရမုတ်ဆိုင်ဝယ်စားတာပေါ့ရှင်သတောင်းစားမဟုတ်ဘူးသူကလေမိဘကဈေးအောင်တာမိဘကတိလားမတိလားတော့ကျွန်မလည်းပြောတတ်ဘူးရှင်အဲ့တော့ကျွန်မနိုင်ငံစင်ရဲမွေးတေမူဟာကလေးတွေကိုဒီလိုမျိုးအခြေအနေတွေရောက်သွားစေလားဆိုပြီးကျွန်မတွေးမိပါတယ်ရှင်မိဘတွေကကိုယ့်ရဲ့တုံဝန်တစ်ခါတွေ့တော့မှစူးစမ်းနေရတဲ့အချိန်ကြောင့်တသမိကိုမကြည့်နိုင်လေပတ်စံရှိရဲ့မိဘနဲ့ပတ်စံမရှိရဲ့မိဘတသမိကိုယူဆိုင်နိုင်တဲ့အနေထားကွာခြားတယ်ရှင်အဲ့လိုဖြစ်လို့ပတ်စံမရှိရဲ့မိဘကိုပြစ်သွားတင်လို့မရဘူး နေ့စဉ်နေ့တိုင်းစားအသောက်ဖို့တော့မနေရှာခွေနေရတာတာသမီဘယ်လိုကြည့်နိုင်မှာလဲရှင့်တာသမီနားမှာတော့မနေနိုင်ဘူးတချို့တွေဆိုလေဒီတော့ဒီလိုမျိုးမိဘဆောက်ရှောက်မှုအပြေဝမရတဲ့ကလေးတွေကဒီလိုမျိုးပွားတွေကနေပြီးတော့ခိုးဆိုးလူလိုက်တွေပဲဖြစ်ကုန်ကြတာရှင့်အရွယ်ရောက်တဲ့အချိန်ကကြာလရဲဇံရဲဖြစ်လာတယ်ပတ်စံတောင်းတဲ့အဆင်ကနေပတ်စံလူတဲ့အဆင်ဖြစ်လာတယ်ရှင့်အဲ့လိုကနေပြီးတော့မှဒီလိုမျိုးအမှုတွေဖြစ်စဉ်တွေအများကြီးဖြစ်လာတာဖြစ်ပါတယ် ဒါဟာကျမတို့နိုင်ငံအနာဂတ်အတွက်အင်မတန်စိုးရိမ်စရာကိစ္စသာဖြစ်ပါတယ်။ဒါကြောင့်ကျမအနေနဲ့လမ်းပေးမှာပေါ့နော်။တောင်းနေတဲ့ကလေးတွေနေလို့ရတယ်၊ကလေးတွေမြင်လို့ရှင်ကျမရှင်နေရရှင်။ကြည့်တော့တာဒါကိုနဲ့မဆိုင်လို့ထင်ရတယ်ဆိုရင်ပဲဒီကလေးတွေဟာအချိန်နဲ့အရွယ်ရောက်လာတယ်လက်ထဲကိုလက်နဲ့တွေရှိလာလို့ရှင်အဲ့ဒီကလေးတွေကကျမတို့အနေပြုမှာရှင်ကျမတို့ရဲ့မျိုးဆက်ကိုအနေပြုမှာရှင်ဒါကိုကျမတို့မေ့ထားလို့မရပါဘူးနော်အငါတော့ကတ္တာသမီးလေးအနေကင်းစွာထားနိုင်တယ်ငါတော့အေးစေနေနိုင်တယ်ဆိုပြီးအတွေးနဲ့အော်ဒီကလေးတွေလမ်းမမှာတောင်းစားနေရပဲဆိုပြီးပော့ပော့တန်နေလို့ရတယ်ဆိုရင်ပဲ ကိုကပြုစုယူရထားတဲ့တန်ဖိုးထားတဲ့သာသမီလေးကိုဒီလမ်းပေးရကလေးကတနေ့တစ်ချိန်ကျရင်အနေရပြုတ်မသွားပါဘူးလို့မိဘပြည်သူအာမခံနိုင်မှာသလားရှင့်အခုဖြစ်သွားတဲ့ဝိုင်ပြက်ပေါ်မှာဖြစ်သွားတဲ့ဖြစ်စဉ်ကလည်းအဲ့ဒီဖြစ်စဉ်ပါပဲဝိုင်ပြက်ကောင်းမှာ19နှစ်ကောင်းလေးရဆိုရင်မိဘအုတ်ခင်မှုကောင်းကောင်းနဲ့ကြီးပြင်းလာတဲ့အတွက်သူဟာတာမန်လူနေနဲ့ကြီးပြင်းလာတဲ့အလုပ်သွားတယ်ဒါပေမဲ့သူ့ကိုအနေရပြုတ်သွားတဲ့ကလေးတွေကလမ်းပေးရလေလွင့်ကလေးတွေဘဝကနေပဲကိုစုံလူနိုင်ဖြစ်လာပြီးတော့အဲ့ဒီလူတွေကသူ့အနေရပြုတ်သွားခဲ့တာရှင့် တေချာဆက်ဆက်စဉ်းစားကြည့်မယ်ဆိုရင်အရာအဝံတွဲဆက်နေပါတယ်ယထာတွဲလိုပါပဲရှင့်ဒါကြောင့်ကျမတို့ကဒီလမ်းဘေးမှာရှိနေတဲ့ကလေးတွေဟာတိုင်းပြည်နဲ့လူမျိုးကိုအန္တရာယ်ပြုလာနိုင်တဲ့တကယ့်ကိုအန္တရာယ်ရှိတဲ့လူသားတွေဖြစ်လာနိုင်တဲ့အတွက်သူတို့အချိန်မီထိမ့်သိမ်းပြီးတော့ဒီလိုဘဝကနေပြီးတော့လွတ်ထွက်နိုင်အောင်လို့ကိုကြီးဆောက်ရှောက်အောင်ပါဘောနော်ဒါပေမဲ့ကျမခုပြောလိုက်တာစကားဖြစ်တာလွယ်တာရှင့်တကယ်လုံးမယ်ဆိုအရန်ခတ်ပါရှင့်လမ်းဘေးရရှိတဲ့ကလေးတွေကိုစားသင်တာတွေပါတယ်စူးစမ်းပြီးတော့အရင်ကပရိုက်တာအဖွဲ့လောက်ခဲ့မှုပါတယ်အောင်မြင်ခဲ့ခြင်းမရှိပါဘူးရှင့်ဒါဟာတာမန်တွေလုတ်ရတဲ့ကိစ္စမဟုတ်ပါဘူးရှင့် တကယ်ကိုဩဇာအာဏာရှိတဲ့အာဏာအရရက်ကိုစုပ်ကင်ထားနိုင်တဲ့အစိုးရအဖွဲ့အစည်းတွေကသာလုံနိုင်မယ့်ကိစ္စသာဖြစ်ပါရဲ့ရှင့်ဒါကြောင့်ကျမအနေနဲ့နိုင်ငံရဲ့အနာဂတ်အတွက်ခိုးဆိုးလုပ်လိုက်တယ်အများကြီးမဖြစ်လာအောင်လမ်းပေမှာရှိတဲ့လူငယ်တွေရဲ့အခြေအနေပေါ့နော်မြန်မာနိုင်ငံမှာဒါတွေဖြစ်နေပါတယ်ရန်ကုန်မှာဆိုတော်တော်ဆိုးဝါးနေပါရှင့်ဒါလေးတွေကိုကျမအနေနဲ့ထုတ်လုပ်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါရှင့်အခုပဲမနေနိုင်လို့လို့ကားပေါ်ကဆင်းလာလိုင်းကားပေါ်ကဆင်းလာနော်ဒီမှာကြည့်လိုက်ကံပါပြောပြအောင်မယ်အဲ့ဒီကားပေါ်ကိုကားပေါ်မှာပေါ့ယောက်ျားတစ်ယောက်ပေါ့အဲ့ယောက်ျားကို ပထမတစ်ခေါက်တည်းကကိုကသတိထားမိတယ်။သူကဘာလုပ်တာလဲဆိုတော့ကောင်မလေးတွေကိုကားပေါ်တက်လိုက်ဆိုတော့နောက်ကလိုက်ထောက်တာသိလားအချင်းရောက်တာပေါ့ပြောမှဆိုအရက်ကမရှိဘူးဆိုတော့ငါးပေလေငါးလေငါးအဲ့လောက်တော့ရှိတယ်သူအရက်ကလည်းဒီပုံစံစပင်ကအရင်တော့လူမင်းတို့ထားတဲ့ကေစီပုံစံမျိုးအတက်ကလည်း35 40ဝန်းကျင်လောက်ပဲရှိအမားတို့အပြေလောက်ပဲရှိရနော်အဲ့ဒါပထမတစ်ခေါက်တော့လည်းသူအကောင်မလေးလိုက်ထောက်လိုက်ထောက်တော့200 200လောက်ကတိတယ်တိပြီးတော့ကောင်မလေးတွေကမျက်စိပြင်းပြင်းနာပြတယ်ဖြစ်နေတာပေါ့နော် ဖြစ်နေတော့သူကဒီအခုအမဆင်းနေမြန်မာပလာဇာမှာပဲဆင်းတာအခုမှတည်တာသူဒီမြန်မာပလာဇာမှာဆင်းနေသွားအာတော့မှတစ်ခါကြုံတော့သူမျက်နှာကိုမှတ်မိနေအခုတစ်ခါလည်းအဲ့လိုပဲတွေ့တော့လဲကားပေါ်တက်လာတယ်ဟိုမျိုးလုံးတွေကခဏမငြိမ်ဘူးတည်တာမိမတွေပဲလိုက်ကြည့်နေဗယ်မိမဗယ်မိမဟောပြဖြစ်ချင်တော့သူပထမဆုံးတားကထားရတဲ့ကောင်မလေးကအဲကားပေါ်မှာပဲနော်အခုအမတို့စီတားကားပေါ်မှာပဲကောင်မလေးကဟိုခရော့တော့အတူဝတ်ထားတာအဲ့ကားလည်းနည်းနည်းခြောက်နေလဲ ်ပထမတစ်ခေါက်ဖြစ်တော့ကားကကျက်နေရခုကားလည်းနည်းနည်းချောက်အဲခရော့တော့အတူဝတ်ထားတဲ့ကောင်မလေးရဲ့ဘေးမှာကောင်မလေးတယောက်ရှိရယ်စမင်းရှိရှိလေးနဲ့အဲတန်ငယ်ချင်းနှစ်ယောက်ပေါ့နော်အဲ့ဒါသူမလုပ်လဲဆိုတော့အဲခရော့တော့ကောင်မလေးကိုတော့သွားမကတ်ဘူးအဲဘေးမှာဘလို့မှလူမရှိတော့ရှင်းနေရောခါကြတော့မကတ်ပဲနဲ့အဲဘေးရကောင်မလေးစမင်းရှိရှိနဲ့ကောင်မလေးသွားကတ်တယ်မကတ်ပြီးတော့သူသူကအမြဲရွေးတလုံးပါရွေးကအဝတ်ရွေးအသားရွေးအင်းတလားသူ့လက်မှာထင်ရှားဆိုတော့နိုင်တလုံးပတ်ထားတယ်နိုင်ရဟိုအန်တိုင်းနိုင်လို့ပုံစံမျိုးလေးတောင်ငွေရောင်ပတ်ထားတယ်ကြောင်ကြားလေးရဲ့ဘဲဘက်မှာအဲ့ ယောက်ျားရဲ့ဘဲဘက်မှာနိုင်ပတ်ထားတယ်နော်အဲ့ဒါဘာလို့ဘာလုပ်လဲဆိုတော့လေအသေးဟာလို့အခုပဲကားပေါ်ဆင်းလာခိုင်းကားပေါ်ဆင်းလာမှာဗတိစိတ်နေရမလဲဘူးမိန်းကလေးတွေသတိထားကြလို့အဲ့ဒီဘဲကနေစီးရင်လဲဆိုအမမကခုလက်ရှိစီရနံပါတ်14ပေါ့နော်ဟိုလှဲတန်းဟာနေပြီးတော့ဒီဘက်မြန်မာပလာဇာကိုလာရဲလမ်းကြောင်းပေါ့ UFL လမ်းကြောင်းပေါ့နော်အဲ့ကိုစီရသူတက်လာအမြဲဘေးကတက်လာလဲဆိုတော့လှဲတယ်လှဲတယ်အမှတ်တိုင်ပြီးရှေ့အမှတ်တိုင်တစ်ခုရှိရဲဓမာယုံလာဟိုကဘွဲယူတဲ့ ိုမှတ်တိုင်လေအမမှတ်တိုင်လေတခြားမသိမှတ်ထားအောင်ဆိုတော့အဲ့အမှတ်တိုင်ကတော့တက်တက်လာတက်တက်လာပြီးတော့ဒီမြမပလာဇာမှာဆင်းလာအခုဒါအမဒုတိယအချိန်ကြုံရတာပေါ့နော်ဒီနေ့ဆိုသူတက်လာတယ်တက်လာပြီးအဲ့ကောင်ကလေးနောက်မှာသွားလှုပ်တာသူကလွဲတစ်လုံးနဲ့တက်လာလို့လွဲဆိုလွဲကဘေးဆောင်လွဲထားတာလေဘေးဆောင်လွဲထားတယ်အဲအဲ့လိုမျိုးလိုက်ထောက်တာပေါ့မင်းငါးတွေကိုကားပေါ်မှာဆော့ကျင်ရောက်တာအကရုပ်ကြည့်ရောရုပ်ကတော့ဟိုဘယ်လိုပြောရမလဲဟိုတန်တန်ပြန်ပြန်ရုပ် သေးလားဘယ်လောက်တာအခုအဲကောင်မလေးတော့အဲကောင်မလေးတော့အဲကောင်မလေးပြေးမှာပါသူတငယ်ချင်းပါတဲ့ခါကျတော့လေသူဟာမဖြစ်ပဲနဲ့နောက်နောက်တရက်ကိုသူရွှေ့သွားသေးလားဘာမှမဆိုင်သူရွှေ့သွားနေရမျက်နှာချင်းဆိုင်နေရနောက်တနေရောရွှေ့သွားရွှေ့သွားအဲရွှေ့သွားကောင်မလေးကတိရလားဘယ်လိုမပြောဟိုဟာဖြစ်တာလားမသိဘူးချက်ချင်းပဲသူသူ့လက်ကိုသူကြည့်ပဲသူရဲ့အရှိတတဲ့ကိုချလိုက်တယ်အဲယောက်ျားဟိုင်တော့ဆက်ကျင်းရုပ်တာနော်အဲကားပေါ်မှာအဲ့လိုမျိုးဖြစ်လို့ရှင်လေမရှက်ပါနဲ့မိန်းကလေးချက်ချင်းပဲဖြေရှင်းမှာအမကလာလို့ပြောအမကတခါလေလှုပ်ဟိုလှုပ်ထဲလိုက်မှာ ไม่คลีดิที่ชาจ่าบ้าลาบอกมา ဟုတ်ကဲ့ပါမျိုးတို့ရေမိုးဝဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီအမတွေကတော့တတိပေးသွားတယ်ပေါ့နော်သူတို့ရဲ့အဖြစ်ပြက်လေးကိုလည်းပြပြတော့ပါတယ်ချီတယ်မျိုးလည်းဘခုတူတာတင်ငန်းစာရလိုက်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်အခုကြည့်နေတဲ့အမျိုးတွေထဲမှာတဲ့ဒီ WPS ပြီးတော့သွားနေရတဲ့သူတွေရှိလို့ရှိရင်တော့ဂယုစိုက်ပါလို့ပြောချင်ပါတယ်ရှင်အရောင်မအန်တီရဲ့များတယ်ပေါ့နော်ဒီဒီကပိုင်းနှိုက်တွေကအခုဆိုလို့ရှိရင်လက်လက်တွေပါကတုံးလာကြတယ်ပေါ့နော်အရင်လည်းကြောက်စရာကောင်းပါတယ်ချီတယ်မျိုးတွေလည်းကာကွယ်လို့ရအောင်ဘခုတူတာတင်ငန်းစာအနေနဲ့ပြက်လဲမျှော်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံ ော်လက်ထမြင်စကြက်ကလေးတွေနဲ့ဗီဒီယိုလေးအမကွန်မန့်လေးတွေရေးပြလို့ရပါရှိနောက်ထပ်လည်းမိုးဆက်လေးတဲ့နေ့ဟာတာဗီဒီယိုလေးဘူးတွတ်တာရက်ဆရာဗီဒီယိုလေးတို့နေ့စဉ်တိုင်းတိဆက်ပေးတော့မှာမို့မွေး channel လေးကို like subscribe နဲ့တောက်ဖို့တောက်ဆပါရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ